တခါတလေကိုကိုကိုစူပါဟီးရိုးတယောက်လိုကဘာကြီးကိုတိမ့်ပိုက်တော့မလို့ခံစားဘူးလားဒါပေမဲ့ခဏနေတော့ motivation နေပျောက်ခီဘာမှမလုံချင်တော့ဘူးဂျင်ဆော့ဘိုစိတ်ကူးလိုက်မနက်ကျတော့အဲ့ရတာဖုံးပွက်လိုက်ဖြစ်နေပြီလားတကယ်တော့ discipline စီကံအစီအမံဆိုတာခံစားချက်တွေမလိုပါဘူး game တစ်ခုမှ cheat code ကွန်ထားသလိုမျိုးလွဲကူပြီးထိရောက်လွန်းတဲ့ motivation လုံးဝမလိုတဲ့နီလန်း၄ခုကိုဖျော့ပြပေးတော့ပါမယ်စိတ်ပါလာမှလုံးမယ်ဆိုတာ ထုံချောက်တစ်ခုပါစိတ်ဖိစီးမှုတွေများလာမယ်ပန်းနိုင်နေပျောက်ဆုံးကုန်မယ်အဖြေကတော့အတက်ကြမြန်တဲ့ motivation ကိုမမီခိုပဲစိတ်ရုပ်တရုပ်လိုအလုံးလုံးမဲ့စနစ်တစ်ခုကိုတိဆောက်ဖို့ပါပဲပထမနေလတစ်ခုကတော့လောင်းစာကို ပြောင်းလဲလိုက်ပါ motivation ဆိုတာကဖိန်းတက်လို့ပါပဲချက်ချင်းအားရှိသလိုခန်းစားရပေမဲ့ခဏနေရင်အားပြန်ကျသွားရော discipline ဆိုတာကတော့ခမားရဲ့ internet robot ပါခန်းစားချက်မရှိဘူး ပုံမှန်လဲပါနေတယ်။စိတ်ပန်ပညာအရာဦးနောက်ကစိတ်ပါတာတဲ့အချင်းဖြစ်နေတာ habit ကိုပူကြိုက်ပါတယ်။လေ့ကျင့်ခန်းလုပ်ချင်စရာရှိအောင်စောင့်နေတာမဟုတ်ပဲလုပ်စရာရှိတာ auto လုပ်တော်လာမျိုးပါ။ဒါမှတကယ့်အစ်စ်ပါ။ဒုတိယနီလနာတော့ environment design ပဝင်းကျင်ကို design ချပါ။ခမရရဲ့ six center willpower ကိုတော်မရှင်းပါမယ်။ခမရရှုံးမတိချတယ်။အဲ့ဒီအစား ကိုယ်ပဝင်းခြင်းကို system ကြကြပြင်ဆင်လိုက်ပါသဘောတရားကယူရှိပါတယ်လှုပ်ချင်တာကိုလွယ်အောင်လုပ် မလှုပ်ချင်တာကိုခက်အောင်လုပ်ဖုံးသွင်းမိမှကြောက်ရင်ဖုံးကိုကိုယ်လက် လမ်းမမိတဲ့တခြားအခန်းမှာသွားပိတ်ထားလိုက်ပါကျဲမကြီးလိုက်စားခြင်းရင်ရေခဲသေးတာဖွင့်လိုက်တာနဲ့အတီးအယွက်တွေအရင်ဆုံးတွေ့အောင်ထားလိုက်ပါ have a ကျွမ်းကျင်ကြိုလီကပြပါတယ်တင်းအဖြူမူ45ရာခိုင်နှုန်းကပဝန်းကျင်ကြောင့်အလိုလျောက်ဖြစ်လာတာပါတဲ့ဒါကြောင့် ပေါ်ဝန်းကျင်ဟောတာပြစ်လိုက်ပါအသားစီးတွေရှင်းသွားတဲ့အခါအလွန်လောက်ရတာလွယ်ကူလွန်းလို့ဂိမ်းတစ်ခုမှာ cheat code ရိုက်ထည့်ထားသလိုဖြစ်သွားစေရမယ် identity shift ကိုယ့်ရဲ့အမြင်ကိုပြောင်းလဲပါငါကြိုးစားနေတယ်ဆိုတဲ့စကားလုံးကိုတင့်ခေါင်းလေးကထုတ်ပြလိုက်ပါအဲ့ဒီအစားငါကစားရစရာငါကအားကစားသမားဆိုပြီးကိုကိုကို label တစိုက်တက်လိုက်ပါ နမေကြီး atomic habits sao ထဲကလို့ပေါ့ နာကကျမ်းမာရေးလိုက်စားသူလို့နှလုံးသွင်းလိုက်တာနဲ့အတိအဝါစားရတာဟာအလုတ်တခုမဟုတ်တော့ပါဘူးဒါငါပုံဆောင်ပဲငါနဲ့တန်တဲ့အရာပဲဆိုပြီး ဖြစ်သွားရောဒါဟာကိုကိုကိုလိန်နေတာမဟုတ်ပါဘူးကိုရဲ့ identity character ကို ပြောင်းလဲလိုက်တာပါ character ကြောင်းသွားပြီးဆိုရင်အဖြူအမူတွေဟာ auto like ကြောင်းသွားလိမ့်မယ်အဲ့ဒီကြရင် motivation ဆိုတာ လုံးဝမလိုတော့ပါဘူး။နံပါတ်၄နီလန်းကတော့ non negotiation ကိုကိုကိုဈေးမစစ်ပါနဲ့။တင်းရဲ့ robot mode ကို ဖွင့်လိုက်ပါ။မညံ့နှုတ်ဆက်ညတဲ့အခါ၅မိနစ်လောက်ထပ်အိမ်နေကောင်းမလားလို့ဦးနှောင်ကိုတပိတ်လုတ်ခွင်မပေးပါနဲ့။စဉ်းစားမနေပါနဲ့။ချက်ချင်းထလိုက်ပါ။ကိုဆိုင်နဲ့ကိုတင်းပြီးဈေးမစစ်ပါနဲ့။အစပိုင်းမှာတော့ကိုကိုကိုနေဆက်တလို့ခန်းစားရနိုင်ပါတယ်။ဒါပေမဲ့ကြာလာရင်တင်းအုံနောက်ထဲမှာ neural pathway အာယုံကြောလမ်းကြောင်းတွေပေါ်လာပြီးအဲ့ဒီအလုတ်ကသွားတိုက်သူလိုမျိုး အလိုလျောက်ဖြစ်သွားပါလိမ့်မယ်။ကဘာကျော်အားကစားသမားတွေအောင်းကြီးနေတာဒီနီလမ်းကြောင်းမှာပဲ။ငါစိတ်မပါဘူးဆိုတဲ့ခံစားချက်ကို delete လုပ်ပြီးလုတ်ဆရာရှိတာကို execute တန်းလုတ်လိုက်တာဟာတင်းရဲ့တကယ် super power ပါပဲ။ဒါတွေကတာမန်အကြံဉာဏ်တွေမဟုတ်ပါဘူး။ super power တွေပါ။ motivation ဆိုတာမဖိတ်ဘဲရောက်လာတဲ့ဧည့်သည်လိုပါပဲ။ သူ့ကိုမျောနေမယ့်အစားတကားပိတ်ထားလိုက်ပါပတ်ဝန်းကျင်ကိုပြင်မယ် identity ပြောင်းမယ်စိတ်ရုပ်လို့ execute လုပ်မယ်ဆိုပါဘောကနေ iron man ဖွတ်တဲ့သူတွေဟာ permission တွေမဟုတ်ပါဘူးဗျာသူတို့မှာ system စနစ်ရှိလို့ပါခင်ဗျားလည်းလုံနိုင်ပါတယ် one day ဆိုတာမရှိပါဘူး d1 ဟာဒီနေ့ပါပဲ